ဒီနေ့မှာတော့အမကဟလာ pass PC ကိုပေါ့နော် clean clean လုပ်မယ်ပေါ့နော် PC ဒီအခုမှတော့ဒီကွန်ပျူတာတွေကိုဟလာ clean စီလုပ်မယ်ပေါ့နော် clean စီလုပ်တဲ့အခါမှာအမတို့ဖုန်းတွေမှာလေအဲအမတို့ဟလာ clean စီလုပ်တဲ့လိုမျိုးပဲဖုန်းထဲမှာဆိုလို့ရှိရင်အမတို့ android တွေကနေပြီးတော့ data တွေကနေပြီးတော့မလိုချင်တဲ့ဖိုင်ပြက်တွေကိုအမတို့ clean စီလုပ်တဲ့လိုမျိုးပဲဒီ PC မှာလည်းအမတို့ကဟလာ ီအမားတို့မမြင်ရတဲ့ပေါ့နော် PC က run နေတဲ့အခါမှာမမြင်ရတဲ့ဖိုင်ပြတ်တွေကိုအမားတို့က cleaning လုပ်မယ်ပေါ့နော် cleaning လုပ်တဲ့အခါမှာအမားတို့ကဘယ်လိုလုပ်မလဲဆိုလို့ရှိရင်အမားတို့ကဒီလိုမျိုးပေါ့နော် desktop ပေါ်မှာအမားတို့ right click refresh လုပ်တာကြတော့သူကခဏလေးပဲပေါ့နော် set software တစ်ခုခုသုံးပြီးပြီဆိုလို့ရှိရင်အမားတို့က3လ5ကလာ right click refresh လုပ်ပြီးလုပ်ပြီးတည်တယ်ပေါ့နော်အဲ့ဒါမှအမားတို့ကဟာလာပို့ပြီးတော့သုံးရတာကအဲဒီ laptop ကပေါ့နော်အဲပို့ပြီးတော့သူကသုံးရတာ ကောင်းတယ်ပေါ့နော်ဒီ software တစ်ခုတစ်ခုတစ်ခုနဲ့တစ်ခုသုံးပြီးတဲ့အခါဆိုလို့ရှိရင် software တစ်ခုသုံးပြီးတဲ့အခါဆိုရင်အမားတို့ကဒီလိုမျိုး right click refresh အဲလုတ်ပေးတင်တယ်ပေါ့နော်ဒါကတော့အမားတို့က refresh လုပ်တယ်ဆိုတာခဏပဲသူကအဲဒီ set တွေပါတယ် hand နဲ့အခါမျိုးမှာပဲခဏတစ်ဖြုတ်ပဲသူက set ကိုပြန်ပြီးတော့အဲ refresh ဖြစ်စီတာပေါ့နော်ဒါကကြတော့အမားတို့ဒီဒီကောင်ကကြတော့ဗာလဲဆိုရင်အမားတို့ကဒီ set ထဲမှာဆိုမမြင်ရတဲ့အမားတို့ရဲ့ file ပြည့်တူအမားတို့က clean လုပ်မယ်ပေါ့နော် ဲ့လိုမျိုးလုပ်မယ်ဆိုလို့ရှိရင်အမတို့ကဟာပထမဆုံးနဲ့ဘာခေါ်မလဲဆိုရန်ဘောက်ခေါ်မယ်ရန်ဘောက်ဟုတ်ပြီရန်ဘောက်ကိုဘယ်လိုခေါ်မှာလဲဆိုရင်အမတို့ကအမတို့ရဲ့ PC ရဲ့ search bar မှာတောပြီးတော့ run ဆိုပြီးတော့ရိုက်လိုက်မယ် run ဆိုပြီးရိုက်လိုက်မယ်ဒါဆိုရင်အမတို့ကဒီမှာ software လေးတက်လာပြီးအိမ်မှာသူ့ကိုတစ်ချက်ကလစ်လိုက်မယ်ပေါ့နော်ဒါဆိုဒီမှာ run bug ရှိတယ်ပေါ့နော် run bug ဟုတ်ပြီ run bug တက်လာပြီးအဲ့ဒါကတနည်းပေါ့နော်ခေါ်နည်းတနည်း run bug ခေါ်နည်းတနည်းနောက်တနည်းကကြာအမတို့က keyboard ကနေပြီးတော့ window key နဲ့ r နဲ့ကိုတွဲပြီးတော့နှိပ်မယ်ပေါ့နော် keyboard ကနေပြီးတော့ window key ဝင်းဒိုကီးဆိုတာဘယ်ဟာလေးကိုပြောလဲဆိုရင်အမားတို့ကဒီကောင်ပေါ့နော်ဒီဟာလေးပေါ့နော်ဒီကီးပေါ့နော်ကီးဘုတ်ကနေပြီးအမားတို့ကအဝင်းဒိုကီးကဘယ်ကီးလဲဆိုရင်အမားတို့ကလာအဒီကီးလေးပေါ့နော်ဒီကီးလေးဘယ်ကီးလဲဆိုရင်ကီဘုတ်ကနေပေါ့ ဒီ key ပေါ့နော်ဒီဒီ key လေးပေါ့နော် window key อ่ะ add key add မှာ outline မှာဆိုဒီ key လေးပေါ့နော်အဲဒီဘက်မှာလည်းပါတယ်ပြီးရင် तू อ่ะဒီမှာအဲဒီဒီဘက်မှာလည်းပါတယ်ဒီဘက်မှာလည်းပါတယ်ပေါ့နော်ဒီ key လေးပေါ့နော်ဒီဒီ key လေးအဲ့ဒီ key လေးနဲ့အမားတို့ကပြီးလို့ရှိရင်ဒီ R နဲ့ကိုအမားတို့တွဲပြီးတော့နှိပ်တယ်ပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်အမားတို့က keyboard ကနေပြီးတော့အမားတို့ကဒီ window key နဲ့ဒီ R နဲ့ကိုအမား ပေါက်ကြလာတယ်ဟုတ်ပြီဒီလိုရန်ပေါက်ကြလာတဲ့အခါမှာအမတို့ဘာရိုက်မှလဲဆိုလို့ရှိရင်ねအမတို့ကအဲဒီမှာရန်ပေါက်ရန်ပေါက်ကြလာတဲ့အခါမှာအမတို့ကပထမအဆုံးအနေနဲ့အမတို့က reset ဆိုပြီးတော့ရိုက်မယ်ဟုတ်ပြီနော် reset ဆိုပြီးတော့ရိုက်မယ် window နဲ့ R နဲ့တွဲနေလိုက်တဲ့ပေါက်ကြလာပြီဆိုရင်အမတို့ဒီနန်းမှာ reset ဆိုပြီးရိုက်မယ် R E C ရန်ဒီ recent ဒီမှာဆိုရင်အမကဒီဆက်ကလုံးဝအစ်စ်ကြီးပေါ့နော်တခါမှအမတို့က clean ding မလုပ်ရသေးဘူး clean ding မလုပ်ရသေးတဲ့အချိန်ဆိုလို့ရှိရင် तू က recent လို့ရိုက်လိုက်တယ်ဆိုရင်တော့ဒီအောက်မှာ तू ကမပြဘူးပေါ့နော်ဒါကလို့တာအမတို့ကအဲတခါ clean ding လုပ်ပြီးပြီဆိုလို့ရှိရင်အမတို့ recent လို့ရိုက်တဲ့ခါမှာ तू ကပြတယ်ပေါ့နော်အဲ့မှာမှ recent ကိုရွေးလိုက်လေရတယ်ကိုယ့်အကိုအပြည့်စုံရတယ်ရတယ်ပြီးလို့ရှိရင် okay လုပ်လိုက်တယ်ပေါ့နော် ဟုတ်ပြီ okay လုံးလိုက်တဲ့အခါမှာသူကဒီမှာဖိုင်နေတက်လာပြီ define နေပေါ့နော်သူကဗာလဲဆိုရင် user တွေကနေပြီး reset ဆိုတော့ define နေဒါတွေကဗာလဲဆိုတော့မတော့ fine ပြက်တွေပေါ့နော်ကိုမသိတဲ့အချိန်မှာသူဖြစ်လာတဲ့ define ပြက်တွေပေါ့နော်အဲ့ဒီ fine ပြက်တွေကိုအမတို့ကရှင်းကျင်နေဆိုလို့ရှိရင်အဆင်ပြေတဲ့တစ်ခုအမက click နှိပ်လိုက်တယ်ပြီးလို့ရှိရင် keyboard ကနေပြီးတော့ control နဲ့ a ကိုတွဲနှိပ်လိုက်ဟုတ်နော်ပြီးလို့ရှိရင်မတော့ keyboard ကနေပြီးတော့ delete နဲ့နှိပ်လို့ရတယ် right click ပြီးလို့ရှိရင် delete နဲ့ဖြတ်လို့လည်းရတယ်ပေါ့နော်ကိုအဆင်ပြေရတဲ့ဖြတ်ပေါ့နော် ဒါဆိုရင်အမားတို့က reason နဲ့မှမရှိတော့ဘူးဟုတ်ပြီပြီးလို့ရှင်ဖိုင်ကိုပိတ်လိုက်မယ်ပေါ့နော်ပြီးနောက်တစ်ခုတခါနောက်တစ်ခါကျရင် run out ထပ်ခေါ်မယ် run out ခေါ်ပြီဆိုရင်အမားတို့ TEMP ဆိုပြီးရိုက်လိုက်တယ်ပြီးလို့ရှင်အမားတို့ okay ပေးလိုက်တယ်ပေါ့နော် okay ကလစ်လဲရတယ် keyboard ကနေပြီး under key ခေါက်လဲရတယ်ဟုတ်ပြီဒါဆိုရင်ဒီမှာဒါလေးကဖိုင်ပြက်လေးဟုတ်ပြီတစ်ချက်ကလစ်လိုက်မယ်ဖိုင်တစ်ခုကိုကလစ်လိုက်မယ်ကွန်ထရိုးကြီးနှိပ်လိုက်မယ်ကီးဘုတ်ကနေဒီက delete နဲ့နှိပ်လိုက် ဒီဘုတ်က delete နေလိုက်တယ်။ဟုတ်ပြီဒါဆိုရင်မတော့ဒီ file ကကြာသူဖြတ်လို့မရတော့ဘူးเนาะဒါဆို cancel လုပ်လိုက်တယ်။ဒါကကြာမတော့သူဖြတ်လို့မရဘူးဖြတ်ခွင့်မပေးဘူးဒါဆိုလို့ရှိရင်မတော့ bug ကိုပေးလိုက်တယ်ပေါ့နော်။ပြီးလို့ရှိရင် window နဲ့အားနဲ့တွဲနေလိုက်တယ်။နောက်တစ်ခုကဘာလဲဆိုရင် percentage နဲ့ percentage ဆိုပြီးရိုက်မယ်။ percentage ကကြာပဲနားမှာရှိလဲဆိုရင်မတို့က keyboard ကနေပြီးတော့ percentage key ကဘယ်နားမှာရှိလဲဆိုရင်မတို့ဒီမှာ5မှာရှိတယ်5မှာဟုတ်ပြီနော် အဲဒီမှာဆိုရင်အမတို့က personal gear ဘယ်မှာရှိလဲဆိုရင်ဒီမှာ5မှာရှိတယ်ဒီဒီမှာဆိုရင် तू ကအပေါ်တန်းဟာတွေဆိုရင်မတော့ရှင်းနေပြီးပြီးတော့200ရဲ့အတွက်ရှင်းနေ5နဲ့တွဲပြီး200ရဲ့ပေါ့နော် personal ကကြာတော့ဒါဆိုရင်မတို့က window r နဲ့ ram box ခေါ်လိုက်တယ်ဟုတ်ပြီပြီးရင် personal dmb dot personal လို့ရိုက်လိုက်မယ်ပြီးလို့ရှိရင်မတော့ okay ပေးမယ်ဟုတ်ပြီနော် mouse နဲ့ okay မသွားချင်ဘူးဆိုရင် keyboard ကနေပြီးတော့ under တစ်ချက်ခေါက်လိုက်မယ်ဒီ under ခေါက်လဲရတယ်ပြီးလို့ရှိရင် under ခေါက်လိုက်တယ် ဟုတ်ပြီပြီးလို့ရှိရင်မှတော့ဒီမှာ fine ပြက်တည်ဆိုရဲကွန်ထိုးအင်းနဲ့ဆက်လက်မှတ်လိုက်တယ်ပြီးလို့ရှိရင်မှဒီမှာဆောနာတော့အမားပြခဲ့တယ် right click delete နဲ့လည်းဖြတ်လို့ရတယ် keyboard ကနေ delete နဲ့လည်းဖြတ်လို့ရတာအပေါ်မှာ home button နဲ့အနေနဲ့အမားတို့ဒီမှာ delete ဆိုတာရှိတယ်ဒီ delete နဲ့ဖြတ်လို့ရတယ်ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်အမားတို့က define နေပေါ့နော် define နေကအမားတို့ကဒီ file ရဖြတ်လို့မရတော့ဘူးเนาะသူကဖြတ်ခွင့်မပေးတဲ့ file လေးပေါ့ဟုတ်ပြီဒါဆိုပြိတ်လိုက်မယ် နောက်တစ်ခုကကြတော့အမားတို့ကနောက်ထပ်တစ်ခုကဗာလဲဆိုရင် prefast ပေါ့နော် window အားပြီးလို့ရှင် prefast ဆိုပြီးရလိုက်မယ် pi p pi f a t c a prefast ဆိုပြီးရလိုက်တယ် under ခောက်လိုက်တယ်ပြီးလို့ရှင်အမတော့ continue ကိုနှိပ်မှာသူကဗာလဲဆိုရင် YouTube kindly help permission to access this folder တဲ့ဒီဟာကအမတော့ဒီအခုလက်ရှိဟာကိုပေါ့နော်ဒီ folder မှာအမတို့ဒီ အခုလက်ရှိဒီအရကိုကိုက permission ပေးမှလာပေါ့နော်ဖြတ်မှလာပေါ့အဲဆိုသူကပြောတဲ့အတွက်အမတို့ continue လုပ်လိုက်တယ်ဟောပြီးဒါဆိုဖိုင်ဘက်ဒီပေါ်လာပြီး keyboard ကနေပြီးတော့ control ကြီးနေလိုက်တယ်ပြီးအမတို့ keyboard က delete နဲ့ဖြတ်ရတယ် right click delete နဲ့ဖြတ်ရတယ်အပေါ်က home tab ထဲကနေ delete နဲ့ဖြတ်လည်းရတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီဖိုင်တွေကတော့အမတို့က cancel လုပ်မယ်သူကဖြတ်လို့မရတဲ့ဖိုင်တွေပေါ့နော်ဟောပြီးနောက်တစ်ခုကဘာလဲဆိုရင် clean mg ah clean mg က window ကခေါ်လိုက်တယ်ပြီးလို့ရှိရင်အမတို့က clean mg ိုပြီးတော့ရိုက်လိုက်တယ်ပြီး okay ဟုတ်ပြီးလို့ရှင်မှာတော့ okay သူကကြာတာပါလဲဆိုရင်မှာတော့ disk စီထဲမှာရှိတဲ့ဟာသူကဖြတ်မှာပေါ့နော် okay ဟုတ်ပြီအဲ့ဒါဒီလိုပေါက်ကြလာနိုင်မယ်ဒါဆိုလို့ရှင်အမတော့ဒီမှာဆိုလို့ရှင်နဲ့အမတော့ဒီမှာကိုဖြတ်မဲ့ဟာတွေပေါ့နော်ဒီမှာဘာတွေဖြတ်မလဲဆို download ကိုမတိဘဲနဲ့ download လုပ်တာရဲဆက်ကသူ့ဟာသူလုတ်သွားတဲ့အရာတွေကိုအမတော့ဖြတ်မယ်ဆိုရင်ဒီမှာရှိတဲ့ဟာလားဒီအမှန်ကြီးလေးတွေကိုအကုန်လုံးဖြတ်ပေးလိုက်မယ်ပေါ့နော်ဒီလိုမဖြတ်ဘူးဆိုရင်အမတော့ပရမအောင်ဆုံးမှာကြည်ကြည်လိုက် recycle bin ထဲမှာဆိုရင်သူကဘာလဲဆိုရင်အမိုက်တွေပြည့်နေလိမ့်မယ် ဒါကလို့သာအမတို့က clean mg ရနဲ့တာအမတို့ကပြီးွားပြီဆိုရင် clean mg ရလုတ်ပြီးပြီဆိုလို့ရှိရင်သူက recycle bin နဲ့အားတွေပါဖြတ်လိုက်မယ်ဆိုရင်သူကဒီရောက်အမှန်ချစ်တွေအကုန်ပေးလိုက်မယ်ပြီးရင် okay လုပ်လိုက်တယ်ပေါ့နော်ပြီးရင် delete file လုပ်လိုက်တယ်ခဏစောင့်ပြီးမယ်ပေါ့နော်သူဖြတ်နေတယ်ပေါ့နော်ဒါဆိုလို့ရှိရင် unnecessary unnecessary file ဆိုတဲ့အတွက်အမတို့ set ထဲမှာမရှိ set ထဲမှာမလိုအပ်တဲ့ file တွေသူဖြတ်နေတယ်ပေါ့နော်။နောက်ပြီးဒါကြတော့အမတို့မမြင်ရတဲ့ file တွေပေါ့နော်။ ဲ့မှာအမတို့ကဒီမှာဆိုရင်ဒီစားကပင်ထဲမှာတစ်ချက်ကြည့်လိုက်တဲ့အခါမှာဒီကောင်ကဒီထဲကဟာပါအမတို့ကဖြတ်ပေးလိုက်ပါဘောနော် right click delete နဲ့ဖြတ်လိုက်တယ်အဲဒါဆိုလို့ရှိရင်အမတို့ကဆက်ကိုပြီးလို့ရှိရင် right click refresh လုပ်ပေးလိုက်မယ်အဲ့ဒါပြီးပြီဆိုလို့ရှိရင်အမတို့ကဘာလုပ်ပေးရင်ပူကောင်းလဲဆိုရင်ဒီ window key ကနေပြီးတော့ဆက်ကိုအမတို့က power နေပြီးတော့ restart ပြန်လုပ်ပေးလိုက်အဲ့ဒါဆိုပို့ပြီးတော့ဆက်ကပို့ပြီးတော့တွတ်တယ်ပေါ့နော် အဲ့ဒါကိုအမတို့ကအ ਨੇ ဆုံးကိုတပတ်ကိုတစ်ချိန်လောက်တော့လုပ်ပေးတင်တယ်ပေါ့နော်တပတ်ကိုတစ်ချိန်လောက်တော့လုပ်ပေးတင်တယ်ဒီဆက်ရှင်းတာကိုလေနော်ဒါဆိုလို့ရှိရင်အမတို့ကအမကဒီနေ့မှာတော့ဗာပြောလဲဆိုရင်အမတို့ကအမကဒီနေ့တော့ဆက်ရှင်းမျိုးပြောသွားတာဟုတ်ပြီနော် rabout ခေါ်မယ် rabout ခေါ်ပြီးလို့ရှိရင်အမတို့ကဒီဒီ1ကနေပြီးတော့ fight ဒီပေါ်မှာတော့တခါတခုချင်းစီကိုရိုက်ပြီးတော့ပေါ်လာတဲ့ fight မျိုးကို control အင်းနဲ့ဆက်လက်မှတ်ပြီးတော့ delete နဲ့ပြတ်မယ်ဟုတ်ပြီနော်အဲ့မှာပြီးလို့ရှိရင်အမတို့က ဆက်ကို restart ပြန်လုပ်ပေးလိုက်ပေါ့เนาะဟုတ်ပြီဒီနေ့မှာတော့အမကလာ session ကြီးကိုဟာလာပြပြပေးသွားတာဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်